မင်္ဂလာပါနန္ဒစီ YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကျွန်တော်မင်းလူရဲ့အချက်သက်သက်ဝတ္ထုတော်များဆိုတဲ့အစာအုပ်ထဲကတစ်ဖက်သားယူအောင်ပြုရည်လေတယ်ဆိုတဲ့ဝတ္ထုတော်ကိုဖတ်ပြမှာဖြစ်ပါတယ်အားပေးနားဆင်ကြပါအောင်ခင်ဗျာတစ်ဖက်သားယူအောင်ပြုရည်လေတယ် ူရှိရှိဇပွဲပေါ်သို့ရေကဲတုပ်ခွက်ကို ခွက်ခနဲချပြီးထွက်ခွာသွားသောကြောင့်လှမ်းပြောမိပြုလိုက်စဉ်ပင်ဟိုဘက်ဇပွဲမှအတန်တန်ထွက်လာသည်ဘာလီကြီးပဲနှစ်ခွက်ဖြစ်နေပြီကျမတို့မှာတာကဘာလီတစ်ခွက်ရေကဲတုပ်တစ်ခွက်လေထို့ကြောင့်ဟိုဘက်ဇပွဲနဲ့ဒီဘက်ဇပွဲမှားပြီးချမိကြောင်းကိုသိလိုက်သူကလည်း ကျွန်တော်ကဗာလီမာရာဗျာဟုပြောလိုက်ပြန်သည်အေးဆိုင်မှဥယံဘလူးသည်မှားသွားလို့ပါဆရာဆရာပါသာလဲယူလိုက်ပါတော့ကျွန်တော်ဖွဲတွေခြင်ထားလို့ဟု ပြောပြန်သည်သူကိုဆရာဟုခေါ်တော့ကြောင်းចောင်းဆရာဟုမထင်ကြပါနဲ့ဒီတကတော်စားတော့ဆိုင်မှလူများသည်ចောင်းသားများကိုလည်းတခါတရံဆရာဟုခေါ်တတ်သည် သူတို့ဒီမဟုတ်အောင်ချက်ဝင်းသည် ဘုံမိဗေဒအကြောင်းသားတယောက်သာဖြစ်၏ဟိုဘက်ဇပွဲကိုသူကြည့်လိုက်သည်ကျောင်းသူနှစ်ယောက်သူတို့ကလည်းအောင်းချက်ဝင်းကိုကြည်နေသည်တယောက်ကတော့သူနှင့်မျက်လုံးချင်းဆုံမိသောအခါမျက်နှာလွှဲသွားသည်ကြံတယောက်ကတော့သူ့ကိုပြုံးစီစီကြည့်နေစေအောင်းချက်ဝင်းသည်ရေခဲတုပ်ကိုယူ၍ဟိုဘက်ဇပွဲစီသို့ထားသွားသည်ရေခဲတုပ်ခွက်ကိုဇပွဲပေါ်တင်လိုက်ပြီး ဘာလီရီခွက်ကိုယူသည်ရှက်ကိုရှက်ကန်ဖြစ်နေသောကြောင့် sorry ပဲဗျာဟုလှုပ်ခနဲပြောမိသည် ခုနသူ့ကို ပြောင်းစီစီကြည့်သောចောင်းသူကခက်ခနဲရှည်သည် သူပိုး၍ရှက်သွားပြီးစပွဲစီတို့ ခြေလန်းအမားမားနဲ့ပြန်လာထိုင်သည် ဟုတ်တော့ဟုတ်သားဆိုင်ကခွင်မပြီးချမိတာသူကဘာဆိုင်လို့ကြားထဲကဝင်ပြီးတောင်းပန်ရမှာလဲသူဒီအေးဆိုင်ရှင်ဥယံဘလူးကိုမချေမနှက်လှမ်းကြည့်သည် ဟွန်းနတ်မြေကိုကရမ်းမလူတဲ့တို့မီရှုံမီလောက်တာအမှန်မှသူ့ဘာသာသူရှိပြီးဦးရန်ဘလူးကိုဘာမဆိုင်ညာမဆိုင်ဒေါကန်နေခြင်းဖြစ်သည်တကယ်တကယ်တော့ဦးရန်ဘလူးကို သူကျေးဇူးတင်မှုပင်ကောင်းသည်ခုလိုအေးကွက်ခြင်းမှားချမိသည့်အတွက်ကြောင့်ပင်စေဝင်စားဝယ်ကောင်းသောမိန်းကလေးတစ်ယောက်ကို သူစတင်တွေ့ရှိခြင်းဖြစ်သည်ဤတော့လေဦးရန်ဘလူးသည် အချစ်ချင်းကြိုက်ဘုံတစ်လုံးကိုယနေ့ပင် ဖောက်ခွဲလိုက်ပြီမဟုတ်လားတင်းအောင်ခိုင်ကို တွေ့အောင်ရှာရမည်ဒီကောင်က အမြင်ကျယ်သည်ကြောင်းဝင်တစ်ခုလုံးအနှံ့ရှောက်သွားနေတတ်သူဖြစ်သောကြောင့်မိန်းကလေးတော်များများကို သိနေသည် သူကိုမိန်းကလေးတွေကမသိတော့လဲသူကမိန်းကလေးတွေကို သိနေခြင်းကိုဆိုလိုပါသည်ဒီလောက်ပြောလျင်ပင်အခြေအနေကို သိတော့ပြီထင်သည် သူစိတ်ဝင်စားနေပြီဖြစ်ကြောင်းကိုဘသူကိုလဲဆိုတော့ဟိုတနေ့က ်ဂျီခဲတုံနဲ့ဘာလီခွေချင်းမှားတဲ့ကောင်းမလေးကိုပါ ပြုံးစီစီကြည့်နေတော့ကောင်းမလေးကိုမဟုတ်ပါနှလုံးချင်းတစ်ခါလောက်ဆုံပြီးမျက်နှာလွှဲသားတော့ကောင်းမလေးကို ဖြစ်ပါသည်ပြုံးကနေကြည့်လိုက်ရင်သူ့လိုငါလိုအဆင့်လောက်သာရှိသည်ဟုထင်ရသည်အိုလီဗီယာနီယူတန်ဂျွန်တို့လင်တာကာတာတို့ဆူစီကာထရိုတို့လိုအင်တာနေရှင်နယ်သဘင်မျိုးနဲ့မဟုတ်တော့ကြောင်းလကောင်းသုံးဆင်းဟုခေါ်လာလေကားသုံးထည့်ဟုခေါ်မလားမသိရတော့ သရီးစတဲ့သဘင်မျိုးနဲ့မှုတ်သွားကြောင်၎င်းသတိမထားမိပဲအမှတ်မဲ့ဖြစ်ခြင်းဖြစ်နေချလိမ့်မည်ခုခေတ်တွင် အလွန်ရိုးနေပြီဖြစ်သောတာမန်သဘင် ဖားလျားကလေးနဲ့ကောင်းမလေးကိုတေချာစွာကြည့်မိလျင် အောင်းချစ်ဝင်းအဆိုရာစိတ်ဝင်စားပွဲ အတိပြီးနေကြောင်းတွေ့ရပါလိမ့်မည်သူနာမီနှင့် တတိယနှစ်လားနောက်ဆုံးနှစ်လားဆိုသည်ကို မသိရတော့လေအဓိကဘာသာရက်ကိုမူတိလိုက်ရ၏ ိုဒီနေ့ကအေးဆိုင်မှာသူတို့ပြောနေသောစကားကို တခွန်းစာကြားမိသည်ဒေါက်တာတင်အောင်ဥမြင့်ဝေစသောအမိများကို ထဲ့သွင်းပြောကြားနေသည်ကိုထောက်ပြီးယူပဗေဒအဓိကအကြောင်းသူဖြစ်ကြောင်းသိရသည်ကြံအချက်လက်များကိုတင်အောင်ခိုင်း၏အကူအညီဖြင့်သိအောင်စူးစမ်းရပြီတော့အမ် တရားခံကိုမန္တလေးဆောင်မှာပင်ရှာတွေ့သည်တီကောင်ကမဟာသိပ်ပံတက်နေသူဖြစ်သည်အဆောင်အလဲထက်ရှိနမူနာကြောင်များထားသော နေရာနာမှာတွေ့ခြင်းဖြစ်ပါသည် လေကားမှာတက်လာစဉ်ကပင် သူ့အတန်အကျယ်လောင်လောင်ကိုကြားနေရလေသည်ဟေးဒီတလင်းကြောက်ကြီးသာစိန်နှောင်းကြီးဖြစ်သွားရင်ဘလောက်ကောင်းမလဲကဘာပေါ်မှာအကြီးဆုံးစိန်နှောင်းကြီးဖြစ်သွားမှာပဲဓာကြီးကိုထပ်ပိုင်းဖြတ်ပြီး ငါကောင်မလေးကိုငကက်လုပ်ပဲဟဲဟဲနေရကြီးရှေ့ထွက်လာမှာပဲတရားခိုင်ကိုအတင်းဆွဲခေါ်လာရသည်ဘာလို့မလို့လဲကွာဆိုပြီးကန့်လန့်ကန့်လန့်ပါလာ၏ဘာကိစ္စလဲကွာ မင်းကအရေးတကြီးလက်ဖက်ရည်တိုက်မလို့လားပြီးတော့တိုက်ပါမယ်ကွာ ခုမင်းကိုပြကြတခုရှိလို့ဗာလဲယူရေနီယံတိုက်တွေးထားလို့လားအဲ့ဒါတဲ့အဖို့တန်းနေတိပြီတငယ်ချင်းရတနာတိုက်ပဲ ယူပဗေဒဌာနစာသင်ခန်းများအနည်းတွင်တဝဲဝဲရဲတဲ့တလဲလဲဖြစ်နေကြသည်မင်းအချိန်စီရင်တော့ကူးပြီးပြီလားအေးပြီးပြီတာယီယာပရက်တီကယ်ရှိတယ်၄နာရီခွဲလောက်မှပြီးမှာဖိုင်နယ်တွေက၂နာရီခွဲပြီးမယ်ဒါဆိုအကြကြီးစောင်းရမှာပဲခုမှ၂နာရီတောင်မထိုးသေးဘူးလက်ဖက်ရည်သွားတော့မယ်ကွာ၂နာရီခွဲကနေတော့ပြန်လာတာပေါ့ဟာနေအောင်ကွာကလပ်ကဆော့လို့ရင်လွဲနေပါအောင်မယ် မင်းဟာကမသေးမချာကြီးပါကွာနှစ်နာရီခွဲအတန်းပြီးလို့မတွေ့ရင်တက်ကြီးရပရက်ဒီကိုစစ်ဆောင်ရအောင်မှာပေါ့မင်းဟာလေကွာတန်းတလေပဲဟာနှစ်နာရီခွဲအထိယူပဗေဒခမ်းမရှိကဇင်းကြံအုတ်ခုံပေါ်မှာထိုင်ဆောင်နေရသည်အတန်းလှုပ်ချိန်ကြတော့လေထွက်လာသူတွေထဲမှာသူမပါချင်းတရားခံကဟိုဟာလာဒီဟာလာရှောင်မင်းနေပြန်ဤမပါဘူးကွာ ဒါဖြစ်ရင် practical ပြီးအောင်စောင့်ရအောင်မှာပေါ့အဲ့ဒါပဲရှိရပဲတရားခံကခဏစဉ်းစားလိုက်ပြီးဟေ့ကောင် practical ခန်းအပြင်ကနေကြည့်မယ်ကွာတကားအချို့တော့ဖွင့်ထားမှာပေါ့ဟာအပြင်ကနေချောင်းကြည့်ရတာကြောင်တောင်တောင်နဲ့ဘာဖြစ်လဲကွာသူများတွေလည်းဒီလိုပဲဟာလာပါကွာတရားခံကဥဆောင်၍လက်တွေ့ခံများအနီးသို့သွားကြပြန်သည်တကားပေါက်တစ်ပေါက်မှာတချမ်းပွင့်နေသည်အထဲသို့ကြည့်တော့လဲသူ့မတွေ့ရ အတန်ငယ်ဟနေသောနောက်တကားတပေါက်မှချောင်းကြည့်ပြန်သည်အောင်ချေဝင်းသည်ထိတ်ခနဲဝမ်းသာသွားလေ၏တတရာနှင့်ကျင်းသေးပြီဟေ့ကဟိုမဟိုမဘယ်မှလဲဟိုမအနီရောက်နဲ့ဟင်ကလမကြီးပဲဟာအဲ့ဒါမဟုတ်ဘူးကဒီဘက်ကားကစပင်ဖားလျက်နဲ့ဩဒါလားမင်းသိလားသိတာဘောကသူ့နာမည်ကစားစားတဲ့ ။အိုးဇာဇာဘလောက်လာတဲ့နာမည်လေးလဲကွယ်။ဒီမဒီမနှစ်ယောက်စလုံးလှည့်ကြည့်သည်ကျွန်တော် geology final ကအောင်ချစ်ဝင်းပါဘသူကမေးလို့လဲ။ ေးဆိုင်မှာတွေ့တော့ကပြုံးစီစီ လုံနေတော့ကောင်မလေးကပြန်မိသည်အောင်ချဲဝဲနဲ့နဲ့နှာကက်သွားသည်ကျွန်တော်ကလည်းခမရကိုပြောတာမှုပါဘူးဒီကစားစားဆိုဘဲကစားစားလဲသူ့လေစားစားပဲတော့သူမင်းငေါ်ပြသည်ပြုံးစီစီမလေးကသူ့နာမည်စားစားမှမဟုတ်ပဲခမရသူအောသွားသည်ရှက်လဲရှက်သွားသည် sorry ပဲဗျာသူလှက်ထွက်လာခဲ့သည် ကြောင်လိုက်တာဟုလှမ်းပြောလိုက်သောအတန်သည်သူ့နောက်ကိုပြေးလိုက်လိုက်။လေကားပေါ်တို့တက်မီပြူသောတင်အောင်ခိုင်းခုတ်ကိုဖမ်းကင်လိုက်သည်။ခွေးကောင်တင်အောင်ခိုင်းဟာဟာဘာဖြစ်တာလဲ။ခွေးကောင်မင်းငါကို၆တွန်းနဲ့။ဘာလဲကွာ။သူ့နာမည်ဇာဇာမမဟုတ်ပဲမင်းတက်တက်မဲ့။ဟုတ်ပါတယ်။အဲငါဆွဲတော့မိမယ်နော်မင်း။ဟဲ sorry ပဲကွာ။ သူ့နာမည်ကိုငါမှမသိပဲဂဇက်တဲတွေ့တဲ့နာမည်ပြောလိုက်တာပဲကွာမင်းလောက်တာငါဘယ်လောက်ရှိကွဲတယ်မှတ်တယ်လဲကဲပါကွာသူ့နာမည်ကိုမသိသေးအောင်ငါပဲစုံစမ်းပေးပါမယ်လာပြန်ပြီထုံလေးကတရားခိုင်ကလက်ဖက်ရည်တိုက်သွားသည်တရားခိုင်သည်သူ့ဒုက္ခနဲ့သူတော်တော်ပင်ပန်းသွားရရှာသည်ငွေသွင်းဌာနရှိတွင်သုံးရတိတိသွားဆောင်သည်เจ้าသူတို့သည်เจ้าလာကကိုစောစောစီစီသွင်းတတ်ကြသည်မဟုတ်လား လာဇန်တရက်နေ့မှ၃ရက်နေ့အထိမနေ့ဆယ်နာရီနဲ့နေ့လယ်တနာရီလောက်ထိရောင်းလေလေလောက်ရင်စောင့်ရသည်၃ရက်နေ့ကြာမှဟိုနှစ်ယောက်ငွေလာတွင်သည် သူလည်းငွေအသွင်းမို့တန်းစီသလိုလှုပ်၍နောင်နာကကပ်ရက်လိုက်သည်ငွေအသွင်းပုံစံကိုလှမ်းတင်လိုက်သောအခါကြာမှမတိမတာခိုး၍ကြည်ရ၏အမလေးနာမီလေးတိရဖို့ပင်မလိုက်တာပင်မရကြုံနဲ့အောင် ပြန်လှုပ်ယူရမည် ဒါတောင်ဟိုကောင်အောင်ချက်ဝင်းကမယုံခြင်းသည်ဟိတ်ကောင်မင်းစကားငါမယုံဘူးတကယ်ပါကွာငါကက်ရှမှာ3ရက်တီတီစောင်းပြီးစုံစမ်းလာတာပါဒါဖြင့်သူ့နာမည်ဘယ်သူလဲပြောလေဒီလိုတော့ဘဲရမလဲကွာအရှိကြီးဆိုင်ကြမှာပြောမယ်ဒီတကမင်းကြောက်တွင်းရင်တော့ခေါင်းခွဲပြီးသားမှတ် မက်ခင်တမ်းမြင်တယောက်ထဲလားလန့်သွားသည်လှဲ့ကြည့်သည်အံ့ဩသွားသည်နာမည်သိလို့အံ့ဩသွားသလားဗျာကျွန်တော်ပင်မခံပြီးစုံစမ်းထားရတာပါဘာမှပြန်မပြောချင်းအောင်ချဲဝင်းသည်လဲရောသာပြောနေရသည်နာမည်အမှန်ဟုတ်မှဟုတ်ပါမလားဟုတန်တရားရှိနေစေပင်ကျွန်တော်စကားတခွန်းလောက်ပြောခွင့်ပြုပါမနှောက်ရှက်ပါနဲ့အတန်ကိုတေးသေးချာချာကြားဖူးပြီးတာယာတန်စည်ရင်ဝင်အတန်မျိုး နှောက်ရတဲ့လို့ထင်ကြလဲထင်ပါဒါပေမဲ့အတန်းချိန်တွေအပြစ်ခံပြီးမက်ခင်တမ်းမြင့်ကိုလာလာစောင့်ရတဲ့အချိန်အတွက်ကျွန်တော်ရဲ့ဆွဲလန်းမှုကိုတော့အတိမတ်ပြုစေချင်ပါတယ်ခင်တမ်းမြင့်ဤမျက်နှာတွင်ရှက်သွေးဖြာသွားသောအရာကိုမြင်ရသည်သူစကားထိရောက်ကြောင်းသိရသဖြင့်အောင်ချက်ဝင်ဝမ်းသာသွား၏ဒီလောက်ပဲပြောဖို့လိုမည်ထင်သည် သူလည်းတက္ကသိုလ်ကျောင်းသူတယောက်ပဲသူလည်းတက္ကသိုလ်ကျောင်းသူတယောက်ပဲဒါ ပထမအစဉ်ဒီမှာမပြုံးပြုံးကျမနာမည်မပြုံးပြုံးမဟုတ်ဘူး။ဩဇာဇာလားဒါဖြင့်ပေါ်လာကြည်လားဒီလိုပါဗျာခင်ဗျားကကျွန်တော်ကိုမြင်ပြုံးစီစီနဲ့ကြည့်တယ်လို့မပြုံးပြုံးလို့ခေါ်တာပါ။ထားပါတော့ခုဘာကိစ္စရှိလို့လဲ။ဟိုမက်ခင်တမ်းမြင်မပါဘူးလား။ဟွန်းတွေ့ရင်ကျွန်တော်ကမေးတယ်လို့ပြောလိုက်ပါနော်။ကျွန်တော်ဆိုတာပဲပြောရမှာလား။ရှင်းနိုင်မှမသိပဲ။

ကျွန်တော်မှလက်မကန်နိုင်လောက်တဲ့အပြက်တွေရှိနေလို့လားယင်ခေါင်းငိတ်ခြင်းခေါင်းခါခြင်းမပြူကျွန်တော်ကိုစကားတစ်ခုခုတော့ပြန်ပြောပါအောင်ကျမမပြောတတ်ဘူးခင်တန်းမြင့်တံမှစကားတစ်ခုကိုကြားရဖို့အလွန်ခက်ခဲလာပြီသည်လာမယ့်၁၀ရက်နေ့ဆိုရင်၆လပြည့်ပြီနော်ရှင်ကျွန်တော်စောင့်ခဲ့ရတာကို ပြောတာပါကျမမသိဘူးကျွန်တော်ကတော့တည်တည်ချာချာမှတ်ထားတာပါ ခင်တန်းမြင့်သည်ဘလိုနီအောင်ချဝင်းသူကိုချင်းကပ်ခဲ့သည်မှာ6လပင်ပြည့်တော်မီခုထီသူရဲဝံစွာစကားမတုတ်ပြန်သေးခြင်းအရှက်ကြောက်ကြီးသူဟုဆိုရမလားအင်ဒရယ်ကြီးသူဟုဆိုရမလားမသိဒီလောက်ကြာမှတော့ကျွန်တော်အပေါ်တခုခုဆုံးဖြတ်ချက်ချတင်ပါပြီဗျာအောင်ချဝင်းသည်ခင်တန်းမြင့်ကိုအကဲခတ်ကြည့်သည်တခုခုပြန်ပြောမိအဲ့ရဲ့အရာကိုမမြင်ရအောင်ချဝင်းပင်စကားကိုဆက်ရသည် ကျွန်တော်အခွင့်အရေးတစ်ခုတော့ပေးပါမက်ခင်တမ်းမြင့်ရယ်ဆယ်ရက်နေ့ကစနေနေ့နော်မက်ခင်တမ်းမြင့်တို့ class က7နာရီပြီးမှမဟုတ်လားပြန်ရင်ဒီလိုင်းတိုင်းပြန်ပါဗျာကျွန်တော်ဟိုညောင်ကျက်ပင်အောက်ကစောင့်နေပါမယ်အဲ့ဒီနေ့ကျရင်ကျွန်တော်ကိုအပြေပေးပါတော့ဗျာခင်တမ်းမြင့်က တခုခုပြန်ပြောရင်ဟန်ပြင်းသည်အောင်ချေဝင်းကအခွင့်မပေးကျွန်တော်ကိုလက်ခံနိုင်သည်ဖြစ်စေလက်မခံနိုင်သည်ဖြစ်စေဒီလိုင်းတိုင်းပြန်ဖြစ်အောင် ပြန်ပါနော်စနေခွဲပြီးကာစားကပင်ညောင်ကျက်ပင်အောက်မှခုံတန်းကလေးမှ ထိုင်ဆောင်နေသည်အောင်ချေဝင်းဟုထင်လျင်မှားပါလိမ့်မည် တင်အောင်ခိုင်ပင်ဖြစ်ပါသည် ဖြစ်ပုံမှာဤတို့သည်အောင်ချေဝင်းသည် တင်အောင်ခိုင်ကိုမနေ့ကအရေးတကြီးရှာဖွေခဲ့လေသည် ပြီးတော့ခင်တန်းမြင့်အားသူ့ကိုယ်စားတွားတွေ့ပေးရန်တင်အောင်ခိုင်ကို တောင်းပန်သည်။ဟာငါ့ကိုချိန်တာမှမဟုတ်ပဲတင်အောင်ခိုင်ကညင်းသည်။ဒီလိုကွာခင်တန်းမြင့်နဲ့ချိန်ထားတဲ့အချိန်ကမနေ့ပြန်၁၇နာရီမဟုတ်လား။ငါအဖိုးကြီးကလည်းနေ့ပြန်10နာရီ45ရထားနဲ့ရန်ကုန်ကိုလာမှာကွ။ငါသွားကြိုရမှာ။ခင်တန်းမြင့်စီဘလို့မှသွားလို့ရမှာမဟုတ်ဘူး။မင်းအဖိုးကြီးကိုငါသွားကြုံမယ်လေကွာ။ မင်းမငါ့အဖိုးကြီးကိုမမြင်ဘူးပဲအေးဟုတ်တာပဲဟာခက်တာပဲကွာမတတ်နိုင်ဘူးကွာမင်းမဲ့ကူညီပေါ့ကွာငါ့ကိုစားခင်တန်းမြင့်ကိုတွားဆောင်ပေးပါကွာတွေ့ရင်ငါမလာနိုင်တဲ့အကြောင်းပြောပြပြီးတော်တော်တော့ကြောင်စီစီနိုင်တာပဲတော်တော်တော့ကြောင်စီစီနိုင်တာပဲဒီလိုမှမလုပ်ရင်မဖြစ်လို့ပါကွာကူညီပါတငယ်ချင်းရာအဖေကလည်းဒီရကြမှာလာရတယ်လို့ထို့ကြောင့်တင်အောင်ခိုင်ဒီမှာ လာဆောင်နေရခြင်းဖြစ်လေသည် သူ့လက်မှနာယီကိုကြည်သည်ဆတ္တနာယီတရားခိုင်သည်သူ့ဖြစ်ကိုပြန်စင်စားပြီးရဲ့သည်ဘယ်လောက်ကြောင်သနည်းခင်တန်းမြင်လာရင်သူ့ကိုယ်သူအရင်မိတ်ဆက်ရမည်ပြီးတော့အောင်ချေဝင်းမလာနိုင်ကြောင်းကိုနားလည်အောင်ရှင်းပြရမည် အောင်ချေဝင်းရဲ့အဆိုအရခင်တန်းမြင်သည်ရှစ်တက်တည်းတကယ်လို့များသူ့စကားကိုစောင့်အောင်နားမထောင်ပဲရှစ်ရှစ်နဲ့ထွက်သွားခဲ့လျင်ခုမှပင်ဆောင်ရွက်ရမည်တာဝန်ဤပမာဏကို ခမန်မိသည် မလွယ်ပါလား7နာရီ15မိနစ်ခင်တန်းမြင့်မလာသေးအင်းလေအတန်းပြီးတော့အင်တာများ ဝင်နေလို့လားတော့မသိဒါမှမဟုတ်ဓာရမှာရှင့်နေလို့ခြီတုံချတုံဖြစ်နေတာများလားတို့ရတွင်7နာရီခွဲသည့်အထိခင်တန်းမြင့်အရေးအယံကိုပင်မမြင်ရတင်အောင်ခိုင်စိုးရင်စာပြူလာသည်ဆရာကနောက်တစ်ချိန်ဆက်ပြီးတင်နေလို့များလားအတန်းရှိရာသို့သွားနေတော့ဟိုက ဒီကိုရောက်နေလျင်ခင်မီဟုစဉ်းစားမိတော့ကြောင့်မတော်ဖြစ်အောင်ချဲ့ဝင်းကိုစားစိုးရင်ရခြင်းပင်ဖြစ်တော်လဲသူတာဝန်ယူလာသောကိစ္စဖြစ်တော်ကြောင့်သူကိုယ်တိုင်စိုးရင်နေရသည်နှင့်မချရှိသည်ဆက်တနာဤ55မိနစ်အချိန်နေမထူကြသည် စိတ်ထဲကဟိုဒီဒီလျှောက်တွေးစာပြူလာသည်ခင်သန်းမြင့်လှဲစားပြီလော72နာရီစနေနေ့ဖြစ်တော်ကြောင့်နောက်ထပ်အတန်းချိန်မရှိတော့ ပဝင်းကျင်၌အိမ်ပြန်သူစားတော့ဆိုင်တန်းသွားသူတို့ဖြင့်စီကားနေသည်ဘိုက်ထဲကစားလာသည် ထွက်သူစိတ်လဲတို့လာသည်၁၂နာရီဆယ်မိနစ်ဒေါသဖြစ်သည့်အဆင့်သို့ရောက်ရှိသွားလေတော့သည် ကြည်ဘလောက်ရုံမှာသနီးချိန်ထားပြီးမှမလာဘဲနေသည်ဒါတက်တက်လှဲ့စားတာစော်ကားတာအောင်ချေဝင်းကတော့ကာယကံရှင်မို့ထားပါတော့သူကဘာမဆိုင်ညာမဆိုင်ဈားတဲ့ကအချောင်ခံရသည် ထမင်းစားခြင်းစိတ်မောခြင်း၁၂နာရီခွဲသောအချိန်တွင်ဒီနေရာကိုစွန့်ခွာဖို့သူဆုံးဖြတ်လိုက်သည်မလာတော့ဒီမှာတေကြပြီ စိတ်ထဲကအလွန်အမင်းမခံကြည့်မခံတာဖြစ်နေရသည် အောင်ချဲ့ဝင်းကတော့ဘလို့နေမလဲမသိသူကတော့ခင်တန်းမြင့်ကို တွေ့ရနေရမှာ ချဲဖို့ဆုံးဖြတ်ပြီးတာမတ်တက်ရက်လိုက်သည် သူထိုင်ခဲ့သော ခုံတန်းကိုလက်ဝါးဆောင်ဖြင့်တစ်ချက်ရိုက်သည် သူလှည့်ထွက်လာခဲ့ပြီးလင်းငါလန်းလောက်ရှောက်မိချိန်တွင် နောက်မှဒီမာဟုခေါ်တန်ကြားတော့ကြောင့်ဝမ်းမြောက်စွာလှည့်ကြည့်လိုက်သည်တို့ရတွင် ခင်တန်းမြင့်မဟုတ်ချေအမျိုးသမီးတယောက်မြင်ဘူးတလို့လို့တော့ရှိသည်ဘသူမှမသိဒီမာလူတယောက်လာတာမတွေ့မှုဘူးလားဟင်မတွေ့မိဘူးလားဟင်ဘာပြောတယ်ကြုတ်လဲလူပဲဗျအိုးအမျိုးသမီးမှာရှေ့ရွံ့အာနာသွားပုံရသည် တရားခိုင်သည် သူကိစ္စနဲ့သူဒေါသဖြစ်နေသောကြောင့်မဆိုင်သူကိုတွားဟောင်မိသည့်အတွက်အာနာသွားသည်သူကလေးကကိုချင်းထားတဲ့သူမလားလို့ပေလာမသိ sorry ပဲဗျာကျွန်တော်တောင်းပန်ပါတယ်ဘာကိစ္စရှိလို့လဲအမျိုးသမီးမှာပြောတယ်မပြောတဲ့စဉ်းစားနေပြီးမှရှင်ကကိုအောင်ချေဝင်းရဲ့တငယ်ချင်းမဟုတ်လားခမားတူအံ့ဩသွားသည် ဟုတ်ပါတယ်ဟုဖြေသည် ကျမက မခင်တမ်းမင်းရဲ့တငယ်ချင်းမှာဗျာကိုအောင်ချဲဝင်းမလာဘူးလားတရောင်ခိုင်ကအောင်ချဲဝင်းအကြောင်းကိုရှင်းပြသည်ပြီးတော့ခင်တမ်းမင်းမလာဘူးလားဟုပြန်မေးသည် အမျိုးသမီးကပြောင်းစီစီနဲ့လုံနေသည်အောင်ချဲဝင်းပြောတော့မပြုံးပြုံးဆိုတာဖြစ်မိသူကမခင်တမ်းမင်းမလာနိုင်ကြောင်းကိုစားလာခြင်းဖြစ်သည် အောင်ချဲဝင်းအားမခင်တမ်းမင်းကပေးခိုင်းလိုက်သောစာရိုက်ကလေးကိုပေးသည် စာကို ဖွင့်ဖက်ကြည့်ရမလို့ဇာဤဘောကလိပ်ပြာကလေးနှစ်ကောင်ပုံကိုကြည့်ခြင်းအပြင်အခြေအနေကိုသာ သိတာနိုင်သည်ကဲဘလောက်ထူးဆန်းသည်နိဒါပါဟုတ်သေးလေဒါထက်ထူးဆန်းတာရှိသေးသည် ခင်တန်းမြင့်မလာနိုင်သောအကြောင်းမှာခင်တန်းမြင့်၏အဖေသည်ဒီနေ့10နာရီ45ယထာဖြင့်နေမှလာရောက်မည်ဖြစ်သောကြောင့်ဘုဒ္ဓယုံတို့သွားကြိုနေရလိုပါတယ် တက္ကသိုလ်များပုံနှိပ်တိုင်းနှစ်20မြောက်မဂ္ဂဇင်1980ဟုတ်ကဲ့ပါခင်ဗျာဆရာမင်းလူရဲ့တစ်ဖက်သားယူအောင်ပြုရလေတယ်ဆိုတဲ့ဝတ္ထုတိုလေးကတော့ဒီမှာပဲပြီးသွားပါပြီခင်ဗျာနောက်လာမယ့်ဝတ္ထုတိုများကိုလည်းဆက်လက်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ခင်ဗျာဒီနေ့အားပေးနားဆင်ကြတဲ့သူပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့တင်ဆက်ခဲ့သူချင်မနိုင် 제 말을 그냥